တောင်းဒီရန်ချစ်တယ်ဘာချစ်တယ်ချစ်တယ်ကြောင့်မလို့အန်တီဒါအစ်ချန်နာဟုတ်တယ်အန်တီပြည့်စုံလုပ်ပေးတာပေါ့နော်ဒီမင်းမျိုးပါဘူးတမီးရဲ့ဒါပေမဲ့အန်တီကတော့ချွေးမလေးကိုပြေးတဲ့ရတာပေါ့နော်ပြေးတဲ့ရဆိုတော့ ပေးအကျူတန်တဲ့သမီးရဲ့အားလုံးပဲမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မဆူပြင်းနဲ့ကိုဟင်းဝီယန်တို့ရဲ့ဒါမင်္ဂလာဆောင်ပါနော်သူ့အမိကိုယ်တိုင်ကဒါရင်သွင်းစကားတန်လေးတွေကိုဖွင့်ပြောလာတဲ့ဒါ video file လေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့သားလေးကိုဘလောက်ထိချစ်ကြောင်းနော်အခုလိုမျိုးမင်္ဂလာဆောင်သွားတော့လဲနော်သူ့သားလေးကိုအရင်နှမျောတယ်လို့လည်းပြောတယ်ရှင်အခုလိုမျိုးလိမ္မာရေးကြရှိတဲ့ချွေးမလေးကိုရထားတဲ့အတွက်နော်သူ့သားကိုစိတ်ချလက်ချလေးဒါထားလို့ရတယ်လို့လည်းပြောလာတယ်ရှင်မင်္ဂလာပွဲကိုလည်းတည်တည်ချာချာလေးကိုသူတို့ကစီစဉ် င်ပြီးတော့လှုပ်ပေးတာရှင့်မမဆူပြည့်အတွက်တော့နော်အရန်ကိုကန်ကောင်းနေရှင့်ကိုဟင်းဝင်းရဲ့အမေရဲ့ရင်နှင်းစကားတန်လေးတွေကိုလည်းနော်အတူတူနားထောင်ကြည့်လိုက်ကြရအောင်ရှင့်ဒီရအရန်ဖြစ်တယ် ဆရာတော်တွေတမားတော်တွေတိလရှင်တွေတရားစခန်းဝင်တဲ့ယောဂီတွေအားလုံးပေါ့နော်အယောက်စုအပါဆိုရင်တန်ဃာစုအပါ220တိလရှင်ရအပါ80ဟောပြီးတော့ယောဂီရအပါ100เนาะပြီးတော့ပိယတတ်တရားတရားကျော်လဲဆိုတော့လေအဲတန်ဃာတော်တမားတော်တွေတိလရှင်တွေလူတဲ့သူကသားတက်တူရအတွက်အန်တီအရန်ပီတီမွန်တာဖြစ်တယ်ဒီကြောင်းလေးရတော့သူရဲ့ဟိုပြောမယ်ဆိုရင် တမီးတို့စာလင်းသေးသမားတွေလာလာချေချေဝန်းဖြစ်တယ်နော်ပြည်တတ်တွေလည်းချေချေဝန်းဖြစ်တယ်နောက်ပြီးတော့ဆရာတော်သမားတွေတော့တော်ရရလေဘောနော်ယောဂီတွေရောဆရာတော်တွေတိလာရှင်အကုန်လုံးအားလည်းတရားဓမ္မတရားအားတရားအားထုတ်တဲ့ဘုရားခေါ်မျိုးပေါ့နော်ဥစ္စာပေါ့တရားတရားစစ်တရားမှရှိတဲ့နေရာဖြစ်တဲ့ကြောင့်မလို့တမီးတို့တက်သားတို့တွေထူးခြားမဲ့နေရာလည်းဖြစ်တဲ့ဆိုတော့အနည်းဒါလေးကိုမြှှက်လိုက်တာတတ်တတ်လူကတော့ဒီကြောင်ကတော့ဆရာတော်တွေတတ်တတ်လူပဲ ေါ့နော်စုတ်ဖုံရတာပေါ့နော်အန်တီလေးရမေးတယ်ဒီချောင်းလေးကတတ်တတ်လို့ဆိုတော့လို့အန်တီလိုလုပ်တဲ့ပွဲတွေအားလုံးနဲ့မဒီပွဲရတော့အန်တီကပို့ထူးကြတယ်လို့ခန့်စားရတယ်နော်အဲဆိုတော့ဒါလေးရအန်တီတို့အခုအတွက်ကောတာနီယာအတွက်ကောမိသားစုအတွက်ပါအကုန်လုံးသမီးရေးသားတွေချိမတ်တက်ပါတာနီယာအတွက်ပါမဲ့ကောင်းမှုတစ်ခုပေါ့နော်ဒါလေးအန်တီစဉ်းစားပြီးတော့ဒီနေရာလေးကိုရွေးချယ်ဖြစ်တယ်သမီးအမီတောင်းဒီရချစ်တယ်နော်ငါချစ်တယ်ချစ်တဲ့ကြောင့်မလို့အန်တီသားစစ်ချမ်းသာဖို့အတွက်အန်တီပြည့်စုံလုပ်ပေးတာပါ အတိမအဲ့ဒီပလန်တော့မရှိဘူးတမင်းဒါပေမဲ့အတီရတော့လေအင်းအောင်ကြပြီးတော့ပေါ့နော်ငွေချီစုဆောင်ပြီးတဲ့အချိန်ကျတော့ဘာပဲဝယ်ဝယ်ပေါ့နော်အိမ်မဲဝယ်ဝယ်မိမဲဝယ်ဝယ်ကားမဲဝယ်ဝယ်ပေါ့ဘာပဲဝယ်ပေါ့ဟိုစိတ်ထမှာပေါ့နော်မိဘနှစ်ပါးအောင်လေးဥတိထားတယ်မိဘနှစ်ပါးအောင်လေးအန်တီတို့အိမ်အောင်ကြခရေရနှစ်ဖက်မိဘအောင်လေးအန်တီတို့တတ်နိုင်သူကြီးစိတ်ချမ်းသာအောင်အန်တီတို့ထားခဲ့ပြီလားပေါ့နော်အဲ့ဒါကြောင့်အန်တီတို့ရှာတယ်စိဘဥစ္စာတွေရတယ် မိဘနှစ်ဖက်မိဘကိုလေမြတာစွာမိဘတွေမိတို့ကအန်တီတို့ထောက်ပံ့နေပေါ့နော်ကုသိုလ်တွေပြုတာပေါ့နော်နှစ်ဖက်မိဘကိုကုသိုလ်ပြုတယ်ပြီးတော့အန်တီဘာပဲလဲလှုပ်ပေါ့နော်ဝေးချေရလာရင်စုဆောင်ပြီးတော့ပေါ့နော်ဒါတွေတမိတွေနောင်ရွတ်တဲ့ကိုစဉ်းစားပြီးတော့အနေစုဖြစ်တယ်ဝေဖြစ်တာပေါ့နော်ဟုတ်ကဲ့နောက်တော့ဥနောက်ပြီးတော့ဥရတော့လေဘာပဲဝေပေါ့ဘာပဲဝေဘာပဲရောင်းပေါ့ဝေပြီးသူကရောင်းတတ်တယ်အန်တီကဝေပြီးမရောင်းချင်ဘူးမရောင်းချင်ဘူးဆိုတော့အန်တီကစုတာလဲစုချင်တယ်ပေါ့နော် ရောင်းတယ်ဆိုတော့ပုံသွားတာလीတမီးနော်အဲ့ဒါတော့အနေရှိတာပေါ့နော်ခဏခဏမျောပါဘူးတမီးရဲ့ဒါပေမဲ့အတရာတော့ချွေးမလေးကိုပြေးတယ်ရတာပေါ့နော်ပြေးတယ်ဆိုတော့ပြေးအကျူတန်တယ်တမီးမမဆူပြီးကသူ့ရဲ့မျက်နှာလေးကိုကြည့်ရှင်အရန်ကိုအေးချမ်းပြီးတော့တည်ငြိမ်နေနော်ဆူပြီးတရားလေးမာတယ်လေဆိုတော့အနုတွက်ကမလိုဘူးပေါ့နော်အန်တီတွက်ကတော့ဘယ်လိုခေါ်မလဲ အသက်ကြီးကြတော့ပေါ့နော်စိတ်လေးထားတဲ့အန်ဒီယာပြေဆုံးတယ်တမီးနော်ပြေဆုံးတယ်စုပြေလေးကြတော့လိမ့်မာတယ်နော်နော်ယူလဲယူတင်ယူအောင်လဲယူတင်တတ်တယ်နော်သူကစီကံလည်းရှိတာပေါ့နော်ရှိတော့ကိုကိုချစ်တယ်လို့ကိုသားလေးကိုဒီတက်မလျော်တဲ့အချင်းနဲ့ရှင်းမယ်လို့အန်ဒီပြေစယုံကြည်တာပေါ့နော်ယုံကြည်တော့အန်ဒီမနှမျောဒါပေမဲ့သားတော်အချင်းမလျော်ခုလည်းချစ်တယ်နော်လည်းအန်ဒီဆက်ချစ်မှာပေါ့နော်သူတို့နှစ်ယောက်ကတော့အန်တီကတော့ပြောတာပေါ့နော်သားတော်တော့လေမမေတို့လူချင်းတဲ့ပုံစံမျိုးတွေ ော်เนาะအဲ့ချိန်မှာသူကစုပြည့်ဘူးမတွေ့သေးဘူးပေါ့เนาะအတရားကသူ့ပြောဘူးတယ်28နှစ်မပြည့်ခင်လို့အတအိမ်တော့မပြည့်ဘူးမင်းเนาะလို့အသက်28ပြည့်သွားရင်တော့မင်းကိုပြောလို့ပြောရတာပေါ့เนาะဒါပေမဲ့သူကမပြောဘူးတမီးရယ်မပြောဘူးပေါ့เนาะအဲ့ဒါပေါ့အခုပေါ့အသက်30လောက်ကြာတဲ့ခါကျတော့မင်းလည်းသူ့အတရားသူ့ပြောဘူးတယ်ဒါလို့မင်းလိုချင်တာတော့တော့เนาะပရမဆိုနံပါတ်1ကတော့ပေါ့မင်းမကောင်းလေးပေါ့ဒါပေမဲ့အချရှိတဲ့ မိမိကောင်းလေးဖြစ်ရမယ်နော်မိဘအုပ်တူအောက်မှာရှိရမယ်နော်အကိုကြီးအမကြီးရဲ့အောက်မှာလည်းတုန်တင်ဆုံးမနိုင်တဲ့ဘောမစ္စည်းအောက်ကမပြောက်တဲ့ညီမဘောဘောညီမဖြစ်တဲ့ကောင်ပေါ့နော်အကိုဆိုလည်းညီမဖြစ်တဲ့ကောင်အမဆိုညီမဖြစ်တဲ့ကောင်အဲ့ဒါမျိုးလေးအုပ်တူအောက်မှာလည်းမိကိမကွာရှိတဲ့မိကလေးဖြစ်ရမယ်ပေါ့နော်နောက်ပြီးတော့တားကိုလည်းချစ်တာမယ်နေမရရှိတဲ့မိကလေးဆိုတော့မိကင်ပြူတယ်ဆိုတဲ့အပြောလေးနဲ့တားကတော့ပြောရတာပေါ့နော်ဒါပေမဲ့မိအဲ့ဒီပြောခြင်းတဲ့စကားကတော့ဒါလေးကတော့ ဘောင်စကားနဲ့ပြောမယ်ဆိုတမီအန်တီရောလေးတော့ကြတဲ့ဘောင်မှာလူချင်းနေဆိုလေးတော့ကြတဲ့ဘောင်နည်းရပဲตาယူချေပါလို့ပြောတာလေ ဤဒေတာမဟုတ်ပင်နဲ့ဘောင်တစ်ခုကဝိုင်းနေဆိုရင်တော့လို့မိမိတို့နဲ့အဆင်ပြေနိုင်မှုပေါ့နော်မိတို့ကတော့လီထောက်လေးဆိုရင်ဒါကတော့မိကုနာပြောတဲ့စံလေးပေါ့နမေးချရှိတာရောယူတီတက်တာရောအိမ်ကိစ္စနိုင်တာရောအဲတားကိုလည်းချစ်မြတ်တိုးတာရောဆိုရင်မိတို့ဘောင်ကြီးကဆိုပြည့်စုံနေရောဤဒီဘောင်ကြီးကဟုတ်ပင်နဲ့အဝမ်းဖြစ်မှာဆိုပြည့်စုံမှုဆိုရင်မိတို့မတားဘူးတားမိချေရဘူးနော်လို့ဒီကပြောထားတဲ့ကြောင့်လို့အခုတားရွေးချေတဲ့မျိုးသမီးကလည်းအန်တီလူတို့ချင်းနဲ့စံတိုင်လေးဖြစ်တဲ့ကြောင့်အန်တီအများကြီးချင်တတ်တယ်တော် တမီကတော့အရင်တော့တန်တီတို့ကိုလေမုံကြီးမုံကြီးငါပူပူတယ်နော်ပေါ်တောင်ငမုံကြီးငါလေအဲ့ဟာလေးပူပူတယ်နော်တခါစရှာစမ်းပြအစားတောက်တာလေတမီပုတ်ပူပါလေအန်တီစားပူတယ်တမီလေးနေကြိုက်တယ်တမီလေးအန်တီမပြောအန်တီတို့မပြောပေါ့နော်တို့တို့စိတ်ချမ်းသာတို့သူတို့ကျေနပ်တို့သူတို့ဆုံးဖြတ်ထားတို့ပေါ့သူတို့သဘောပါပဲပေါ့နော်အန်တီကတော့ဖြစ်ချင်တာလို့ရှိရင်နော်တမီလေးဆိုပိုကြိုက်တယ်ပေါ့နော်တမီလေးဆိုတော့ မိရအတွက်ကိုလည်းအားပြုရတယ်နောက်ဆိုစီစီပြောရင်တမီးရဲ့ရည်စရာလေးပြောရင်တမီးရဲ့မိခတ္တအားလို့ရတာလေနော်မိခတ္တအားလို့ရတယ်မိကလေးပဲဆိုပိုကြိုက်တာပါတရားမိဘဆိုတော့လဲနော်ကုသားတမီးကိုကောင်းတဲ့သူနဲ့ပဲတွေ့ချင်ကြတာရှင့် မဆူပြီကအရန်ကိုလိမ့်မာရေးချရှိရတဲ့ဒါမိန်ကလေးမလို့နော်သူအမေကသဘောတူလိုက်တာဖြစ်မယ်ရှင်နောက်ထပ် review file မှာဆိုလို့ရှင်လေကိုဟင်းဝင်းရံရဲ့အဖေကနော်သူတို့ရဲ့မင်္ဂလာဥအတွက်အတူနေဘူးအတွက်နော်ဒါလိုက်ကြည့်ပြီးတာတဲ့အိမ်ပေါင်းအလုံး40ကျော်တယ်တဲ့နော်သူတို့ရဲ့စိတ်တိုင်းချဖြစ်တဲ့အိမ်ကိုဒါရွေးပြီးတော့လိုက်ပြီးတော့ကြည့်ပြီးတာတဲ့နော်ဘလောက်တောင်မှပျော်ဖို့ကောင်းလဲနော်ဒီမိသားစုလေးကိုကြည့်ရတာနဲ့နေမယ်နော်တော်တော်လေးကိုစိတ်ချမ်းမြေ့စရာကောင်းပါတယ်ရှင် review file လေးကိုလည်းဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော်ပန်းငယ်နဲ့ဦးနဲ့ကလိုက်ကြည့်အိမ်အလုံးမနေဘူး အိမ်လုံး၄၀ယောက်ရှိတယ်ခက်ကြည့်တာဖောက်ပြီးသားကိုဝယ်တာဖောက်ပြီးကစားပေါ့ဟိုပေါ်လစ်လိုက်ကနဲ့အချောစားအချောစားဥတ္တခေါ်အချောစားပေါ့အချောစားအဲ့အနေထားကိုဝယ်တာအဲ့တော့ဝယ်ခင်အချိန်မှသူတုံးကြတယ်ရှိတယ်အဲအိမ်တော့ဥပြောတဲ့ location နဲ့ဥသိမ်းမကြိုက်ပေါ့အခုကအိမ်ရော location ရောဒါဦးဟိုရင်းဖြစ်တယ်ပေါ့နော်အိမ်ရော location ရောဟိုရင်းဖြစ်တဲ့ခါကျတော့ဟိုဦးလည်းဟိုဝင်ဖြစ်တယ်ပေါ့ဟိုအခုမှသဘောတူတယ်ပေါ့ ်ဟုတ်အေးအဲ့ဒါဖြိုးချက်ဖြိုးချက်အဲ့ဒါဖြိုးချက်ပြောလို့မရဘူးကိုကိုမလုပ်ဆိုမလုပ်လို့လို့ဆိုရင်တော့ရွေးချက်အကုန်လုံးပြပြစောလောက်တတ်တဲ့အလေးချင်းတော့ဥဒုမှာရှိတယ်ဟိုဘယ်လိုချွေးမြောက်ယူရမလဲအဲဆိုတော့ဘယ်လိုဟိုမျိုးယူရဆိုမရှိဘူးဒါဆိုတော့ညာတဲ့အပေါ်မှာဟိုခုနမျိုးချောလှလေးဖြစ်တယ်အလေးမိုင်းချရှိတယ်နော်ဘယ်ကောင်မဲဟိုတက်တက်မြက်ရှိတယ်အေးချမ်းတယ်လူကြီးသူမကို အယူသည်လည်းကန့်ချိုင်းတယ်ပေါ့နော်စိတ်တိုင်းမကြသည်လူတွေနော်အိမ်ပေါင်းအလုံး40ကျော်တယ်ရှင်လိုက်ပြီးတော့ကြည်ပြီးရတယ်နော်တော်တော်လေးကိုဝမ်းသာပီတိဖြစ်ရပါတယ်ရှင်ကျမ view file လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်